ားလုံးပဲမင်္ဂလာပါ။ဥပါကျော်ဒူရီ YouTube Channel လေးရလေပြီးတော့မင်္ဂလာပါလို့เนาะပြန်လည်နှုတ်ခွန်းဆက်သလိုက်ပါရစေဗျာเนาะ။အားလုံးပဲ ကျွန်တော်ရဲ့ live show video လေးတွေကိုအမြဲတမ်းပုံမှန်ကြည့်ရှုအားပေးနေတဲ့ကိုကိုမားရီကိုအခုမှတွေးလို့မြင်လို့ဝင်ရောက်ပြီးတော့အားပေးတဲ့လူသစ်ကိုကိုမားရီကိုအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးမားခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ဥပါကျော်ဒူရီ YouTube channel လေးရနေပြီးတော့ဥစ္စာပရမဆုမုံကောင်းလေးတောင်းပေးလိုက်ပါရစ်ဗျာเนาะအားလုံးပဲမင်္ဂလာရှိတဲ့ညနေခင်းလေးပါအားလုံးပဲငါးခုငါးမားရီအားလုံးပဲစိတ်ချမ်းသာကိုချမ်းသာကြပါစေအားလုံးပဲเนาะ အခုလာရောက်ပြီးတော့မျှဝေပေးတဲ့ဗီဒီယိုဖိုင်လေးကတော့ကျွန်တော်တို့27ရက်လေးလ2025တနင်္လာအခွင့်နှစ်17ရက်တမင်းနှစ်အတွက်เนาะအကောင်းဆုံးဘိုင်းဘက်ဒီအကောင်းဆုံးမိန်ကွက်အကောင်းဆုံးတကွက်ကောင်းလေးတွေပါတယ်ပြီးရင်ကျွန်တော်တို့တပတ်စာပေါ့เนาะလေးလုံးပူပအခွေလေးတွေပါတယ်ပြီးရင်တပတ်စာကိုကုံမားတွေကိုကျွန်တော်ပြောပြီးသားအားလုံးကိုကျွန်တော်တို့ key တက်ခတ်ရှိတယ်ပေါ့เนาะအဲ့လာကနေ့တိုင်းကိုပုံမှန်လေးထွက်ပြီးနေတဲ့ key ပေါ့เนาะ တပတ်ကို5ကြိမ်6ကြိမ်လောက်သွားနေတဲ့ကီးပေါ့နော်ဒီကီးမပါမဖြစ်သွားနေတဲ့အတွက်အားလုံးကိုဒီကီးတက်ကပေါ့နော်အလားလီကိုပေးထားခဲ့မယ်အဲ့တော့ကိုကိုမားတွေအားလုံးအနေနဲ့အစဉ်ပြေရကြိုင်နှစ်တက်ရလေးကိုယူကစားပါနှိမ့်တိုက်ကိုဆော့ရဲဆိုတဲ့ကိုကိုမားတွေကနှိမ့်တိုက်ကိုဆော့ကီးကိုဆော့မယ်ဆိုတဲ့ကိုကိုမားတွေကကီးကိုဘယ်လိုမျိုးလေးဆော့ရမလဲအခုတပတ်စာ၄လုံးအခွေအခွေလေးကိုဘယ်လိုဆော့ရမလဲဆိုတာကိုကျွန်တော်တေချာလေးပြောပေးထားခဲ့မယ်နော် တချို့ကြတော့ကီးကိုဆော့ပြီဆိုလို့ရှိရင်ဘယ်လိုဆော့ရမလဲဆိုတာကိုသိပြီးတော့နားမလည်ဘူးအဲ့တော့ကြောင့်ကျွန်တော်တို့ဘယ်လိုဆော့ရမလဲဆိုတဲ့ပုံစံလေးကိုကျွန်တော်ဒီချာလီပြောပြထားခဲ့မယ်။ကဲအဲ့တော့အားလုံးပဲကျွန်တော်ရဲ့ live show video လေးတွေကိုကြည့်နေတဲ့ငါးကောင်ငါးမတွေအားလုံးပဲ channel ကို subscribe မနှိပ်ရသေးတဲ့ကိုကိုမတွေရှိရင် channel ကို subscribe လေးတွေနှိပ်ပြီးပါ live လမလေးတယောက်တစ်ချက်စီနှိပ်ပြီးတော့အားပေးပါကဲအဲ့ဒါဆိုလို့ရှိရင်အားလုံးပဲကျွန်တော်တို့နှိမ့်လိုက်ကဏ္ဍလေးကိုအားလုံးပဲအတူတူလေး သွားရအောင်เนาะအဲ့တော့လိုက်ပြီးတော့မှတ်မယ်နေ့လိုက်ကတန်းလေးကိုဗီဒီယိုလေးဖြစ်တဲ့အားလုံးပဲကျွန်တော်ရဲ့ live show video file လေးတွေကိုအမြဲတမ်းကြည့်နေတဲ့ကိုကိုမားရင်းအမြဲတမ်းပောက်တယ်အမြဲတမ်းရားတယ်အဲ့လိုပဲအားလုံးပဲအမှားအမှန်လက်ခံနိုင်တဲ့ကိုကိုမားရင်းယူပြီးတော့ကစားပါ။ဘာကြောင့်လဲဆိုလို့ရှိရင်အားလုံးကိုပောက်စေခြင်းရားစေခြင်းနဲ့ဆန္ဒလေးနဲ့ကျွန်တော်လာရောက်ပြီးတော့တင်ပြရဖြစ်တယ်။ကျွန်တော်တို့ ဟိုတချို့ကိုကိုမာရီကတစည်းလောက်ကြည့်ပြီးရင်ဟိုမမှန်ဘူးဆိုလို့ရှင်အပြစ်ပြောကျင်တဲ့ငါးကောင်ငါးမာရီအများကြီးပဲကျွန်တော်တွေ့ရတယ်ကျွန်တော်ကကျွန်တော်တို့ဒါအခုကျွန်တော်ရဲ့ live ကိုပုံမှန်အများနဲ့အားပေးနေတဲ့ကြည်နေတဲ့ကိုကိုမာရီအားလုံးပဲကျွန်တော်တို့တကွက်ကောင်းနော်တကွက်ကောင်းနဲ့ပေါက်ဖူးရဲ့ main ကွက်တွေနဲ့ပေါက်ဖူးရဲ့ကီးတွေနဲ့ပေါက်ဖူးရဲ့အခွေတွေနဲ့ပေါက်ဖူးရဲ့နော်အခွေတွေနဲ့ပေါက်ဖူးရဲ့ပတ်သီးတွေနဲ့အောင်ဝဲအချိန်ချင်းခံခဲ့ဖူးတယ်အားလုံးပဲ ဲ့တော့အားလုံးပဲအမြဲတမ်းမှန်မနေသလိုအမြဲတမ်းလည်းမမှားမနေဘူးအဲ့တော့အမှားမှန်လက်ခံနိုင်ပါလေဆိုမှယူပြီးတော့ကစားပါအားလုံးပဲအဆင်မပြေဘူးအကြိုက်မတူဘူးဆိုရင်ယူမကစားပါနဲ့အလားလေးတစ်ခုကိုတော့ကျွန်တော်ပြောခြင်းပါတယ်ကဲအဲ့တော့အားလုံးပဲကျွန်တော်တို့နေ့တိုင်းကဏ္ဍလေးကိုသွားမယ်27ရက်4လ2020တနင်္လာအဖွင့်နေ့7နှစ်နာရီတမီနှစ်အတွက်ဘိုင်ဘယ်ဒီအားလုံးပဲကဲစာဟို live မှတ်မယ်ဆိုတော့ကိုကိုမာရီအားလုံးပဲ ဆာယောနဲ့ဘောဘင်လေးကြိုက်ပြီးလက်မှတ်လိုက်မှတ်ထားအပန်မကြည့်ဘူးဆိုရင်မန်လီထဲမှာဝင်ရေးပေးထားအားလုံးပဲကျွန်တော်တို့27ရက်4လ2020နဲ့5တနင်္လာအဖွင့်နေ့17ရက်တမီနေ့အတွက်အကောင်းဆုံးပိုင်ပတ်သည်တစ်ပိုင်တစ်ပတ်သည်6ပိုင်6ပတ်သည်ပါတစ်6ပတ်သည်ပါတစ်ပိုင်တစ်ပတ်သည်6ပိုင်6ပတ်သည်ကိုကြိုက်နှစ်သက်ရအစဉ်ပြေရပတ်သည်လေးကိုရွေးချယ်ပြီးတော့ပတ်ပါเนาะအဲ့တော့ အားလုံးပဲနေ့တိုင်းမှာပတ်စည်းပတ်ပြီးကစားခြင်းလဲဆိုတဲ့ကိုကိုမားတွေက၁6ပတ်စည်းကိုကိုအစင်ပြရာကြိုင်နှက်တက်ရာပတ်စည်းလေးကိုရွေးချယ်ပြီးတော့ပတ်ပါအဲ့တော့တင်းတဲ့ပတ်သက်ရင်အဓိက main တင်ပြီးတော့ကစားတဲ့ main organize ၄ခွက်ရှိပါတယ်ခြောင်းနဲ့ပတ်သက်ပြီးတော့အဓိက main တင်ပြီးထိုးတဲ့ main organize ၄ခွက်ရှိပါတယ်နော်ခြောင်းနဲ့ပတ်သက်ရင် main organize ၄ခွက်တင်းနဲ့ပတ်သက်ရင် main organize ၄ခွက်စီရှိပါတယ်အားလုံးပဲနော် ဲ့တော့အားလုံးပဲတင်းတဲ့ပတ်သက်တဲ့မင်းအောင်တန်းလေးကိုအားလုံးပဲလိုက်ပြီးတော့မှတ်ပေးမယ်เนาะကျွန်တော်နှစ်ခေါက်ပြောပေးမယ်เนาะအားလုံးပဲလိုက်ပြီးတော့မှတ်ပေးပါတင်းတဲ့ပတ်သက်လို့ရှိရင်တင်းနှစ်တစ်ခွန်တစ်လေးတစ်သုံးဖြစ်ပါတယ်တင်းတဲ့ပတ်သက်လို့ရှိရင်တင်းနှစ်တစ်ခွန်တစ်လေးတစ်သုံးဖြစ်ပါတယ်တင်းတဲ့ပတ်သက်လို့ရှိရင်တင်းနှစ်တစ်လေးတစ်ခွန်တစ်သုံးဖြစ်ပါတယ်အားလုံးပဲမန်လေးထဲမှာမှတ်ပါ တစ်ပိုင်းတစ်ဘက်ဒီနဲ့ပတ်သက်ရဲ့ main on လေးခွက်เนาะရပြီလို့ထင်ပါတယ်။ဒါဆိုရင်6ပိုင်း6ဘက်ဒီနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့အားလုံးပဲ62,69,64,63ဆိုတဲ့ main organ လေးခွက်ပါ။6ပိုင်း6ဘက်ဒီနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့62 69 64 63ဆိုတဲ့ main organ လေးခွက်ဖြစ်ပါတယ်။ဒါလုံးပဲလိုက်ပြီးတော့မှတ်ပြီးပါ6နဲ့ပတ်သက်ရင်62 69 6463ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ main organ လေးနှစ်ကွက်ရှိပါတယ်အလားကတော့တစ်ပိုင်းတစ်ပတ်စီနဲ့ပတ်သက်လို့ရှိရင် main organ တစ်ကွက်က6ပိုင်း6ပတ်စီနဲ့ပတ်သက်လို့ရှိရင် main organ တစ်ကွက်ကเนาะအဲ့တော့အားလုံးပဲလိုက်ပြီးတော့မှတ်ပေးပါเนาะ main organ လေးကို မပြောခင် ကျွန်တော်တို့เนาะ key လေးကိုစပြီးပြောမယ်အခွေတပတ်စာလေးလုံးအခွေကိုကျွန်တော်နောက်ဆုံးမှအတူတူ main organ ကလေးနဲ့အတူပြောမယ်เนาะ ပရမအရင်ဆုံးကျွန်တော်ကီးကိုပြောမယ်ကျွန်တော်တပတ်စာ လုံးဝရွှေကီးပေါ့နော်တပတ်ကိုအနည်းဆုံး၄ချိန်၅ချိန်လောက်ထွက်ပြီးတယ်ကီးပေါ့နော်အဲ့ဒီကီးကကျွန်တော်တို့အားလုံးပဲလိုက်ပြီးတော့မှတ်ပေးပါနော်အပန်းမကြည့်ရင်ကျွန်တော်တို့တပတ်စာရွှေကီးနေနဲ့၃ည၅ခွန်ဆိုတဲ့၃ည၃ည၅ခွန်ဆိုတဲ့ရွှေကီးဖြစ်ပါတယ်၃ည၅ခွန်ရွှေကြီးဖြစ်တဲ့အတွက်ကိုငါကောင်မငါမတွေကဘယ်လိုမျိုးလေးကစားရမလဲဆိုရင်တကယ်လို့ကိုကကီးကိုကင်ပြီးတော့ ကစားမယ်လို့စဉ်းစားရင်ကျွန်တော်တို့ဘယ်လိုမျိုးလေးကစားတင်လဲဆိုရင်အခုကျွန်တော်တင်ပေးတယ်နေ့တိုင်းမှာပေါ့နော်ကျွန်တော်တင်ပေးတယ်ပတ်သီးနှလုံးပေါ့နော်ဒီဘိုင်းပတ်သီးနှလုံးနဲ့ဒီ395ခွန်နဲ့ကပ်ပြီးကစားမယ်ဒါတပတ်လုံးကိုဒီလိုမျိုးလေးကပ်ပြီးတော့ကစားမယ်ဆိုရဲကိုကိုမားကြီးကကပ်ပြီးတော့ကစားပါပြောချင်တာကနော်ကပ်ပြီးတော့ကစားပါကိုကဘာပဲလှုပ်လှုပ်တမျိုးတည်းကိုပဲလှုပ်ပါနော် တမျိုးတည်းကိုပဲလုပ်ပါထွေရလေးပါးကြီးအများကြီးကြီးရှောက်မလုံးနဲ့เนาะဒူးရီကိုထိုးပြီးဆိုလို့ရှိရင်အားလုံးပဲဒီဇိုင်းမတ်မတ်တစ်ခုဆိုတစ်ခုဒါလေးပဲလုပ်ပါအဲ့တော့ကျွန်တော်အခုပြောပြီး၃ည၅ခွန်ကီးဒီတပတ်စာကီးဒီကီးဒီတပတ်ကိုအနည်းဆုံး၄ချိန်၅ချိန်လောက်ထွက်ပေးတယ်ကျွန်တော်တို့လုံးမိုက်ပတိကင်ညာမှန်တဲ့နေ့ကိုဒီကီးနဲ့တွဲပြီးတော့เนาะပေါက်ဖို့အတွက်50 50ရာခိုင်နှုန်းရှိတယ်เนาะအဲ့အတွက်ကြောင့် ကျွန်တော်တင်ပေးတယ်ပတိဝန်းကြီးလေးနဲ့ဒီ35ခွန်ကီးနဲ့ကပ်ပြီးကစားမယ်ဆိုတဲ့ကိုကိုမာရီကနှိမ့်လိုက်နှိမ့်လိုက်လိုက်ကလေးကိုကြည့်ပြီးတော့ပတိရဲ့နော်ဒီကီးရဲ့ကိုတွဲပြီးတော့ကစားပေးဒါနော်တစ်ခုဆိုတစ်ခုပဲလို့အခုကျွန်တော်တင်ပေးတယ်16ပတိနဲ့ကျွန်တော်ရဲ့မိန်ခွက်တွေနဲ့ကစားမယ်ဆိုတဲ့ကိုကိုမာရီကအဲ့ဒီမိန်ခွက်ကလေးတွေကိုပဲကစားပေးနောက်ဆုံးအခွေလေးလုံးအခွေဒီအခွေကိုကစားမယ်ဆိုတဲ့ကိုကိုမာရီက လေလုံးအခွေကိုတော့ဒါတပတ်စာအခွေဖြစ်တဲ့အတွက်ကိုတက်ထိုင်ကြလုံးပါပါလီလိုက်ပြီးတော့ခစားပြီး၃ည၅ခွန်ကီးစီလုံးဝကီးအမဖြစ်တဲ့အတွက်၅ခွန်၅မရီအားလုံးပဲနော်ဒါ light source တင်းနဲ့ကီးလေးဖြစ်တဲ့အတွက်ကီးကိုဘယ်လိုမျိုးကပ်ပြီးခစားတင်လဲဆိုတော့ကိုကျွန်တော်တေချာလေးရှင်းပြပေးတယ်။ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့တစ်ပိုင်းတစ်ပတ်စီနဲ့ပတ်သက်ရင် main order တကွက်ကီး6ပိုင်း6ပတ်စီနဲ့ပတ်သက်ရင် main order တကွက်ကီးအလားလေးကိုမပြောခင်အခုကျွန်တော်ရဲ့ live show ဒီ video file လေးကိုကြည့်နေကြတဲ့ငါကငါမရင်အားလုံးပဲ ်အဖွဲ့ဝင်ရသေးဘူးအဖွဲ့ဝင်ပြီးတော့စော့ကျင်တယ်ဘယ်လိုမျိုးလေးအဖွဲ့ဝင်ရမလဲအားလုံးပဲအကြောင်းမျိုးမကြောင်းရှုံးနေတယ်နော်ကိုကတတ်နိုင်သလောက်ကိုယ့်ရဲ့အရင်လေးကိုပြန်ရကျင်တယ်အမျက်ကြံကျင်တယ်ဆိုတဲ့ငါးခုငါးမတွေအားလုံးပဲနော်ထွေရလေးပါးတွေလိုင်းမစော့ကျင်ဘူးတေးကြတဲ့ဘိုင်ဘက်စီးတစ်လုံးလုံးနဲ့မွေးကနန်းတစ်ခွက်ကောင်းနှစ်ခွက်ကောင်းလေးကိုပဲထီထီမိမိလေးကစားကျင်တယ်ဆိုတဲ့ကိုကိုမားကြီးက ကျွန်တော်စီမှာအားလုံးပဲအဖွဲ့ဝင်လို့ရပါတယ်အဖွဲ့ဝင်ကြီးကိုတော့ကျွန်တော်ပညာကြီးအနေနဲ့တထောင်ခွဲသတ်မှတ်ပေးထားပါတယ်အဲ့တော့ဒီ live show video file လေးကိုတွေးပြီးမြင်ပြီးဆိုတာနဲ့ကိုကအဖွဲ့ဝင်ရသေးဘူးအဖွဲ့ဝင်ကြီးဝင်ပြီးတော့စော့ကျင်တယ်နော်ဆိုတော့ကိုကိုမားကြီးအနေနဲ့အဖွဲ့ဝင်ကြီးတထောင်ခွဲသတ်မှတ်ပေးထားတယ်အဲ့တော့အဖွဲ့ဝင်မယ်ဆိုတော့ကိုကိုမားကြီးကကျွန်တော်ရဲ့ဖုန်းနံပါတ်ကလေး39 695 ၃၃လုံးဒီဖုန်းနံပါတ်ဒီကျွန်တော်တို့ WKB Viber ရှိပါတယ်ဝေးရဲ KB ရဲ Viber ရဲရှိပါတယ်เนาะ Viber ရှိတယ်ဆိုတော့ကိုကိုမာရီက Viber ကနေပြီးတော့ဆက်သွယ်ပြီးတော့မွေလဲပြည်စာလေးပို့ပြီးတော့ဟိုင်းပေးထားလို့ရပါတယ်နောက်ထပ်ဖုန်းတစ်လုံးကတော့39968044539ဒီဖုန်းနံပါတ်ဒီ KB တစ်မျိုးနဲ့သုံးပါတယ် Viber မရှိဘူးဆိုတော့ကိုကိုမာရီကဖုန်းလေးကိုဓာတ်ရက်ဆက်အဖွဲဝင်ကြီးကိုကြုံမလွဲနဲ့เนาะအဲ့တော့အားလုံးပဲ ဒါအဆင်ပြေမှလာဝင်မယ်ကျွန်တော်ပြောပြီးပြီအကြောင်းမျိုးရောင်းရှုံးနေတယ်ကိုကထိထိမိမိလေးရားကျင်တယ်နော်ဟိုနှိမ့်လိုက်အကွက်အများကြီးတွေကိုမကစားကျင်ဘူးတေးချာရေရတဲ့လုံမိုက်ပတ်သီးတစ်လုံးနဲ့ဇာတို့ပိုင်ပတ်သီးတစ်လုံးနဲ့မွေးတကွက်ကောင်းနှစ်ကွက်ကောင်းကိုပဲကစားကျင်တယ်ဆိုတော့ကိုကိုမားရဲ့အဖွဲဝင်ကြီးတစ်တောင်းနဲ့အဖွဲဝင်လို့ရပါပြီနော်အဲ့တော့ဒီအခုကျွန်တော်ခေါ်ပြီးတဲ့ဖုန်းနံပါတ်လေးနှလုံးကို ဖုံးလေးဓာတ်ရိုက်ဆက်မယ်ဘိုင်ဘာရှိတယ်ဆိုတော့ကိုကိုမာရီကဘိုင်ဘာကနေဖုံးလေးဓာတ်ရိုက်ဟိုမွေလဲပြေစာလေးပို့ပြီးတော့ဒါကနန်းယူလို့ရပါတယ်အဲ့တော့အဖွဲ့ဝင်ကြီးတပေါင်းပဲပါကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့အားနှေးတိုင်းကီးလေးလေးရပြီကျွန်တော်တို့ main ကွက်တပတ်စာလေးလုံးအခွေနော်အလားလေးကိုကျွန်တော်တေချာလေးပြောမယ် main ကွက်တစ်ပိုင်းတစ်ပတ်ကြီးနဲ့ပတ်သက်လို့ရှိရင်အားလုံးပဲလိုက်ပြီးတော့မှတ်ပေးပါတစ်ပိုင်းတစ်ပတ်ကြီးနဲ့ပတ်သက်လို့ရှိရင်တစ်နှစ်တကွာကောင်းပါ တစ်ပိုင်တစ်ပတ်ကြီးနဲ့ပတ်သက်လို့ရှိရင်တစ်နှစ်တကွာကောင်းပါ6ပိုင်6ပတ်ကြီးနဲ့ပတ်သက်လို့ရှိရင်60ခွန်တကွာကောင်းဖြစ်ပါတယ်တစ်ပိုင်တစ်ပတ်ကြီးနဲ့ပတ်သက်ရင်တစ်နှစ်တကွာကောင်းရင်6ပိုင်6ပတ်ကြီးနဲ့ပတ်သက်လို့ရှိရင်60ခွန်တကွာကောင်းဒါဆိုလို့ရှိရင်တစ်နှစ်ကဲ6ခဲ6ခွန်ရည်သည်အားလုံးမိန်နှစ်ကွက်ဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်မိန်ကွက်လည်းရပြီကဲဒါဆိုလို့ရှိရင်အားလုံးပဲမန်လေးထဲမှာတယောက်မကြံမန်ပြီပါနော် ကဲဒါဆိုလို့ရှိရင်ကျွန်တော်တပတ်စာ၄လုံးအခွေပူပအခွေလေးကိုအားလုံးပဲသွားမယ်နော်တပတ်စာလေးလုံးအခွေပူပါအခွေလေးကတော့အားလုံးပဲကျွန်တော်ရှေ့ဘက်ကမတင်ပေးခဲ့ဘူး။ဘာကြောင့်လဲဆိုရင်ခဏန်းနေများမှာဆိုလို့ဒီတပတ်ကတော့ငါ့ကိုငါမတွေလုံးမယ်။ယုံကြည်ရာကိုလုံးမယ်။နော်စိတ်တန်ရာကိုလုံးမယ်ဆိုတော့ကိုကိုမားတွေအတွက်တပတ်စာမွေးလေးလုံးအခွေ၈ကယ်၉ရယ်၃ညရယ်၁ကယ်ဆိုတော့၈၉၃ည၁ဆိုတော့အခွေလေးဖြစ်ပါတယ်အားလုံးပဲ။ ပူးပါအခွေလေးလုံးအခွေလေးဖြစ်ပါတယ်အားလုံးပဲကဲမန်လေးထဲမှာမှတ်မယ်အဲ့တော့ကျွန်တော်ပြောပြပြီး၃၅ခွန်ကီးရဲ့နော်89 31 9ော်89 31ပူးပါအခွေလေးလုံးအခွေရဲ့ကိုတပတ်စာကီးသုံးမဟုတ်လေးလုံးပူးပါအခွေလေးလို့မှတ်မယ်နော်နေတိုင်းကနေတိုင်းတသက်မှန်ပြီမြန်အားလုံးပဲရှုပ်ထွေးကုန်ပါဆိုလို့ကျွန်တော်ပြောတာကတော့ငါးခုငါးမလေးကိုတေချာရှင်းရှင်းလင်းလင်းလေးပြောပေးတယ် ဲ့တော့အားလုံးပဲအဖွဲမဝင်ရသေးဘူးကိုကအဖွဲဝင်ခြင်းနဲ့အဖွဲဝင်ပြီးကစားခြင်းနဲ့ဆိုတဲ့ကိုကိုမားရီအဖွဲဝင်ကြီးတထောင်ခွဲနဲ့အဖွဲဝင်မယ်ဆိုရင်ဖုံးလေးဓာတ်ရိုက်ဆက်ဗိုက်ဘာတုံးနဲ့ဆိုတဲ့ကိုကိုမားရီကဗိုက်ဘာမှာပြည်စာလေးပို့နော်ပြီးတော့အဖွဲဝင်လို့ရပြီအဖွဲဝင်ကြီးတထောင်ခွဲနဲ့ဒါဆိုလို့ရှိရင်နော်ဖုန်းနံပါတ်ကလေးကိုမသိရင်အခုလိုက်ရှိုးဗီဒီယိုဖိုင်လေးအောက်မှာလည်းဖုန်းနံပါတ်ကလေးပင်ထောက်ပေးထားခဲ့မယ်နော်အဲ့တော့အားလုံးပဲကျွန်တော်အခုအဖွဲဝင်တွေကို ကဏန်းလေးပို့ပြီးပြီးအားလုံးပဲစီကန်းရှိပါအဖွဲဝင်ကဏန်းကိုဘယ်သောအခါမှမမ်းမမရေးပါနဲ့ရင်မမ်းမရေးတဲ့ငါးခုငါးမတွေအားလုံးကိုကျွန်တော်ဘလော့မယ်ဘန်းမယ်နော်ရှင်းရှင်းလေးပဲနော်နှိလိုက်ပါမကြည့်ရဖြစ်မယ်နော်အဲ့တော့အားလုံးပဲစီကန်းလေးရှိပါထိန်းသိမ်းသိမ်းလေးကစားပါအားလုံးပဲနော်အဲ့တော့မနက်ဖြန်7ခွဲအထိကျွန်တော်အဖွဲဝင်လက်ခံပေးနေမယ်7ခွဲကြော်ရာနဲ့ကျွန်တော်အဖွဲဝင်ပိတ်မယ်နော်ကျွန်တော်အဖွဲဝင် ပြောင်းဖွင့်တော့မှအားလုံးပြောင်းဝင်လို့ရမယ်နော်အဲ့တော့အားလုံးပဲ7အခွဲထိမနက်ဖြန်တနင်္လာနေ့7အခွဲထိကျွန်တော်အဖွဲ့ဝင်လက်ခံပေးနေပါမယ်တပတ်စာအားလုံးပဲနော်ငါကငါမတွေအားလုံးပဲအဖွဲ့နေ့မှစ၍အားလုံးပဲကံကောင်းကြပါစေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ဥပါကျော်တူတီ YouTube channel လေးရနေပြီးတော့စုမကောင်းလေးတောင်းပေးလိုက်ပါတယ်အားလုံးပဲဘိုင်ဘိုင်ပါ တနင်္လာနေ့ဆက်နှစ်ခွဲမှာအောင်ဝဲခံရင်အားလုံးပဲဆက်နှစ်ခွဲလိုက်မှာအားလုံးပဲပြန်တွေ့မယ်။နော်အားလုံးပဲပိုင်းပိုင်းပါ